တင်းပေါ်မှာလူတွေရကွယ်အမျိုးစုံကွယ်တင်းဘလောက်ပဲကောင်းကောင်းကွာတင်းဘလောက်ပဲကောင်းအောင်ကြိုးစားကြိုးစားကွာအဲ့ဒီလူတွေရကွာကိုဘလောက်ပဲကောင်းအောင်လှုပ်လို့အဲ့ဒီကောင်းတော်မမြင်တတ်တဲ့လူတွေတင်းအနားမှာရှိနေပြီဆိုရင်ရှိရင်ပေါ့ကွယ်အဲရှိရှိတယ်အရန်ခံစားရှိတယ်ရှိတယ်ဟုတ်တယ်အဲ့လိုရှိတယ်ဆိုရင်မှတ်ထားလိုက် ်သင်ပေါ်မှာဖျားထားတဲ့အကြံစီအကြီးကြီးရှိတယ်ဆိုတာကိုသင်သိဖို့လိုတယ်။အာမင်။ကျွန်တော်လူတွေကိုချိန်နှက်အောင်လဲပြောနေတာမဟုတ်ဘူးကျွန်တော်ရင်ထဲမှာရှိတဲ့အရာကျွန်တော်နဲ့ဖယားနဲ့ဟိုရထားတဲ့အရာတွေကိုသူများမပြောပြပဲမနေနိုင်လို့ကျွန်တော်ပြောလာပဲဖြစ်တယ်ရစေချင်းတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လှဲစားခံနေရတယ်ဗျာ လှဲစားခံနေရတယ်စာရငါကျွန်တော်တို့ကိုအမျိုးမျိုးသောအကြောင်းအရာတွေနဲ့လှဲစားတယ်အင်္ဂလိပ်လိုဆိုတော့ temporary circumstances လို့ခေါ်တယ် temporary circumstances ဆိုတာကဖြစ်တဲ့လက်ရှိအခြေအနေလေးတွေကလမ်းဆုံးသွားပြီလို့ထင်ရလောက်တဲ့အခြေအနေမျိုးတိစာတန်ကလှည့်စားတတ်တယ်။ဥမာဗျာယောသကမတည်သေးပါဘူးဒါပေမဲ့ယောသတည်ဝါပြီဆိုတဲ့သတင်းစကားကို evidence နဲ့သူရဲ့ သားတွေကသူ့အဖေကိုလာပြတယ်အဖေရဲ့သားငယ်တည်သွားပြီဒီမှာကြည့်ဆိုပြီးတော့မှဘာဖြစ်လဲအဲတရိဆိုင်ရဲ့အသွေးနဲ့နှစ်ထားတယ်သူ့သားရဲ့အဝတ်ကိုယူလာပြီးတော့ပြတဲ့နေ့ကနေစပြီးတော့မှယာကုပ်ကဘာဖြစ်သွားလဲဆိုတော့သူကလူသားအသက်ရှင်ပေမဲ့စိတ်ကသေသွားပြီပါကြောင့်လဲဆိုတော့သူမျောလင့်ထားတဲ့သားကတယောက်ပဲရှိတယ်အဲ့ဒါကယောသား ဲ့ဘဝမှာမျောလင့်ထားတဲ့အရာတွေပျက်စီးသွားပြီလို့ဘလို့မှပြန်ပြီးတော့မှပြန်အဖတ်ဆက်လို့မရတော့ဘူးလို့သင်ထင်နေရင်သင်မှားသွားလိမ့်မယ်ကျွန်တော်တို့ဖျားကမျောလင့်ခြင်းရဲ့အရှင်ဗျာအာမင်အာမင် ကျွန်တော်ဖယားပါလဲမျောလင့်ချင်းအရှင်ဒီဖယားကသူ့ကိုမျောလင့်တဲ့သူရဲ့တတမျောလင့်စရာမရှိတော့ဘူးဒါပေမဲ့မျောလင့်စရာဘာသူမှရှိလဲဖယားမှရှိတယ်အာမင်မျောလင့်စရာမရှိတော့ကြိုက်တာပြော မျောလင့်စရာဘာသူမှရှိနေကျွန်တော်ဖယားမှရှိတယ်ထရာပြောင်းမျောလင့်တော်သူတို့မူကအားပြေရလိမ့်မယ်ဟာလေလုယာဒါကျွန်တော်ညီကိုမောင်မတွေအားပေးရှင် ျွန်တော်နိုင်ငံကြီးပဲကြည့်မလားမျောလင့်စရာမရှိဘူးကျွန်တော်မိသားစုပဲကြည့်မလားတခါလေးမမျောလင့်စရာမရှိတဲ့အခြေအနေရှိတယ်အနာဂတ်ကြည့်မှမျောလင့်စရာမရှိဘူးဒါမဲ့ကျွန်တော်အားပေးရဲတယ်ကျွန်တော်ပြောရဲတယ်ကျွန်တော်ပြောရဲတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ life ကကျွန်တော်ကကိုယ့်ကိုယ်ကိုစမ်းသပ်ပြီးမှဟုတ်ပြီဆိုမှလူမျိုးကျွန်တော်ပြောရဲတဲ့သူ့ ။ဒါကြောင့်ကျွန်တော်က concept နဲ့ကျွန်တော်တရားမဟုတ်ကျွန်တော် conviction နဲ့ကျွန်တော်တရားဟောတယ်လို့တရား။ concept ဆိုတာကျွန်တော်မှာ idea တစ်ခုနဲ့ကျွန်တော်တရားဟောတာမဟုတ်ဘူး။ကျွန်တော် conviction နဲ့ကျွန်တော်အထင်းမှရှိတဲ့အရာလုံးဝလုံးဝအာမခံချက်နဲ့ကျွန်တော်ဟောရတယ်။ဒါအောင်ကျွန်တော်တရားဟောရင်အတန်ကျဲတယ်။ဘာလို့ကျဲတာလဲဆိုတော့ကျွန်တော်ကအာရပါရဒါရဟို အာမခံချက်ပေးနိုင်လောက်တဲ့ဟာကွာဆိုတာကိုကျွန်တော်ကအာမခံချက်အပြည့်နဲ့ကျွန်တော်ခေါ်ရတယ်အာမင်အာမင်ဆိုဒီဟေရှာယ61ကိုကျွန်တော်ဖတ်ရင်းနဲ့ကျွန်တော်အယံခွန်အားရတယ်တင်နာမလဲနိုင်တခါတလေမှာတိမ်သွာချင်းခံရတဲ့အခါမှာလေပဲသူတို့က ိမ့်သွားတဲ့ခါမှာအဲ့ဒီမှာဘာဘူးလုံးမှာပဲသူတို့ကနေပြီးတော့မှသူတို့ကသူတို့ဘာသာအိမ်နေဆောက်ယာရစ်လို့ပြီးတော့မှစိုက်ပျိုးအားလုံးလုံနေနေအထိုင်ကျနေပြီကွာအဲ့ချိန်ကျတော့မှပြန်တော့တယ်ဘာဘူးလုံးနိုင်ငံကသူ့ကိုသူတို့ပြန်ခိုင်းလိုက်တာဒါပေမဲ့ပြန်သွားတဲ့အချိန်မှာဒီမှာသူတို့ဖြစ်တဲ့ပြဿနာကိုတွေ့ရပြီ ဒါပေမဲ့သူတို့ကဒီကနေစွန့်ခွာခဲ့တာကနှစ်ဆယ်နဲ့ချီကြာပြီဖြစ်တော့ပြန်လာတဲ့အခါမှာဘာစလှုပ်လို့လှုပ်ရမှာမသိတော့တဲ့အချိန်ဖြစ်နေတယ်ကျွန်တော်လိုက်ပါတခါတလေမှာအဆင်ပြေမယ်လှုပ်လိုက်အာပြန်ပြက်စီးသွားလိုက်အစနေပြန်ဆလိုက် ဟုတ်လာပြီဆိုတဲ့အချိန်မှာပြန်ပြက်စီးသွားပြန်ပြီပြန်ဆပြန်ပြီဆို life ကဘာလဲလို့သင်ထင်ရတဲ့အချိန်ရှိကောင်းရှိနိုင်တယ်ဖះလုတ်တဲ့အရာစမ်းကြဲတယ်ဥမာကျွန်တော်နားလည်အောင်ပြောပြမယ်ကျွန်တော်ကအာ2000ခုနှစ်မှာ sorry 2020မှာမြန်မာပြည်မှာကျွန်တော်အဖမ်းမခံရခင်မှာကျွန်တော်က တကယ် mega church ကိုစောက်ဖို့ရန်အတွက်ကျွန်တော်စပြင်ဆင်နေချင်းအမတ်တော်လာမဘောကနေပြီးတော့မှအဲ့ဒီကျွန်တော်မိတ်ဆွေတယောက်ကလည်းဒီမှာ mega church စောက်မယ်ဆိုရင်ရော့ဆိုတော့ A ကကိုဆင်နေရှိ ပြပြီးသွားပြီကျွန်တော်အမတ်တော်လာမကြီးပေါ်မှာနေရကောင်းရင်ဆွဲပြီးဝန်းဆိုဖန်ခံထိသွားတယ် why နားမလည်နိုင်ဘူးဒါပေမဲ့ဘယ်တော့မှဖះ why ဆိုတဲ့စကားမပြောရဘူးဖះကချိုမြင်တဲ့ဖះရှင်ဖြစ်တယ်တို့ကဒီတကွက်လေးပဲမြင်တာတို့ကတာတို့ပဲမြင်တာဖះကတာရှင်မြင်တဲ့ဖះရေရှိကိုမြင်တဲ့ဖះတောင်းတင်နားမလည်နိုင်တော့ညာလေဖះကအကောင်းဆုံးလုံနေတယ်ဆိုတော့သူဝန်ခံတတ်ဖို့အင်မတန်ရေးကြီးတယ်အာမင် အဲ2020ကျွန်တော်အဖမ်းမခံခင်ရှိမှကျွန်တော်ကလုံးဝ plan နဲ့အကုန်ဆွဲထားပြီးတော့မှ step by step အကုန်လုပ်ဖို့ကျွန်တော်အကုန်ပြင်ဆင်ထားပြီးသားစကြကြည့်ဗျာ။အိုရှင်းရှင်းပြောရရင်လူအနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်အတိုင်းဝိုင်းတစ်ခု ခိုင်မာတဲ့အတိုင်းဝိုင်းတစ်ခုတိဆောက်ပြီးသွားပြီကျွန်တော်ကဒေးဆိုအကုန်လုံးဖြည့်ဆည်းခံလိုက်ရတယ် ကဲအဲ့ဒါကောင်းဖို့အဲ့ဒါကောင်းဖို့တင်းနားလေရှင်မနားလေလိမ့်မယ်တင်းရဲ့ life မှာလည်းတင်းအကောင်းဆုံးလုပ်နေတဲ့တင်းပျက်စီးသွားတယ်ဆိုရင်မှတ်ထားညီကောင်မောင်မတော်အဲ့ဒီထက်တာ၍ကောင်းသောအရာကိုဖခင်ကပြင်ဆင်ထားပြီးသား hallelujah အဲ့ထွက်ကြီးတဲ့အရာတွေဖခင်ကပြင်ဆင်ထားပြီးသား ်ကျွန်တော်ကဒီလောက်ပဲမြင်တတ်တယ်ဖခင်ကဒီလောက်ကြီးပြင်ဆင်ထားတဲ့ဖခင်ရှင်ဖြစ်တယ်ဆိုတာကိုသင်နားလည်ဖို့ဖခင်ကလိုတော်ရှိတယ်အာမင်ရောက်သင်ဘယ်တော့မှစိတ်သက်ချစရာအကြောင်းမရှိဘူးဘယ်တော့မှသင်ရဲ့ပြဿနာလေးကိုပုံကြီးချက်စရာအကြောင်းမရှိဘူး never ever magnify your problem you have to magnify your god hallelujah hallelujah god is good all the time all the time god is good amen ဖခင်ကအမြဲတမ်းကောင်းမြတ်တဲ့ဖခင်ရှင်ဖြစ်တယ်တင်ဘဲချင်းနေမှာပဲဖြစ်ဖြစ်တာရွေ့မြင့်နဲ့ကုန်းမြင့်မော်ဆက်ပြီးတော့တက်ချင်နေဆိုရင်တင်တင်ရွတ်မှာတခုပဲရှိတယ်ဘယ်ပြဿနာပဲလာပါစေချင်းမွန်ချင်းကိုတင်ယူတက်တဲ့အတ္တတာဖြစ်ပါစေ။ ဒီမှာခက်ခဲရှိနိုင်တယ် I know ခက်ခဲပြဿနာရှိနိုင်တယ် I know ကျွန်တော်မကြော်ဖြတ်ဘူးလို့ပြောတာမဟုတ်ဘူးကျွန်တော်ကြော်ဖြတ်ပြီးသားဒါမဲ့အဲ့ဒီအရာတွေအားလုံးကအခုဝန်းနေခဲ့ရပေမဲ့ဒီနေ့မှာတတ်တည်ခံစရာအကြောင်းတွေဖြစ်လာမှာဗျာကျွန်တော်ရတတ်တာထဲမှာတရားဟောချက်အကောင်းဆုံးနေရာကျွန်တော်မျက်ရည်နဲ့ရခဲ့တဲ့သင်ခန်းစာတွေဗျာ တင်မကြောက်နဲ့တင်ချုံတွေ့တဲ့ຢာတွေအားလုံးဟာတနေ့အာရပါရသူများအတွက်ကောင်းချီးဖြစ်ဖို့တင့်ကိုတတ်တည်ခံဖို့ရတဲ့ချုံတွေ့စေတဲ့အရာတွေကြီးပဲ hallelujah ဘယ်မှာရှိတယ်ပြောလိုက်ဘယ်တော့မှစိတ်တမချနဲ့ဖះရှင်တင့်တွက်အကောင်းဆုံးပြင်ဆင်ထားတယ်ပြောရဖះရှင်တင့်တွက်အကောင်းဆုံးပြင်ဆင်ထားတယ်အာမင်ဖះခင်တင့်တွက်အကောင်းဆုံးပြင်ဆင်ထားပြီးသား ။ဘာကြမှာဆိုလို့ပြန်ပြမယ်တင့်အတွက်ဖျားရှင်အကောင်းဆုံးပြင်ဆင်ထားပေးတာအာမင်။ဟာလေလုယာ။ဘေးနားမှာရှိတဲ့လက်ဆွဲနှုတ်ဆက်လာပြုံးပြုံးလေးကြည့်လို့ပြောရအောင်ဖျားခင်တင့်အတွက်အကောင်းဆုံးပြင်ဆင်ထားပြီ။ To God be the glory. Hallelujah. ဖျားခင်တင့်အတွက်အကောင်းဆုံးပြင်ဆင်တာပြီအာမင်။တင့်အတွက်ဖျားရှင်အလှပဆုံးနဲ့လှူဆောင်နေပြီအာမင်။ God will make a way where there seems to be no way. He works in way we cannot see, but he will make a way for you definitely. Amen. Amen. Hallelujah. ငါမဘာမရှိဘူးပြောလိုက်ဆမ်းပါငါတော့အကောင်းဆုံးပြင်ဆင်ထားတဲ့ယေရှုရှိတယ်ငါမလမ်းမရှိတော့လမ်းတစ်ကိုပြင်ဆင်ပေးတဲ့ယေရှုရှိတယ်ရှိုက်တဲ့လူကလမ်းနေပိတ်ပါစေလမ်းတစ်ကိုပြန်ဖွင့်တဲ့ဘုရားကျွန်တော်တို့ဘုရားရှင်ဖြစ်တယ်တင်းကိုပိတ်တဲ့လူကိုသွားပြီးတော့မှအာယုံမဆိုင်ပါနဲ့ဖွင့်ပေးမယ်ဘုရားကိုပဲအာယုံဆိုင်ဆမ်းပါလူကလန်တလန်ပိတ်တယ်ဖခင်ကလန်ခွနတွေပြန်ပြတော့မှပြင်ဆင်တိုင်းတဲ့ဖခင်ရှင်ဖြစ်တယ်အာမင်ဟာလေလုယာ ဒါကြောင့်ကျွန်တော်အများအားဝန်ခံတဲ့ကြံပိုက်ရှိတယ်ဟေဟေဘီအခန်းကြီး73ငယ်6ဘာပြောလဲထို့ကြောင့်တာလီယူပါကွယ်ထာဝရဘုရားသည်ငါကိုမဇာတော်မူသည်ဖြစ်၍လူသည်ရဲ့ရဲ့ပြောလိုက်စမ်းပါအချင်းနေတွေဆိုးရွားတဲ့အချင်းနေတွေမှာပင်လေပြောလိုက်စမ်းပါငါ့ကိုမဆမ်းမယ်ဖရာရှိတယ်လို့ confident အပြည့်နဲ့ပြောလိုက်စမ်းပါငါ့ကိုမဆမ်းမယ်ဖရာရှိတယ်